ဘက်ထရီအားအပြည့်မှာမူလမိုင်တင်လာကနေအခု မိုင်၃၀ပဲရုပ်တော့တဲ့အခြေအနေဟာလျှက်စစ်ကား EV ပိုင်းရှင်တွေတော့စိတ်ပျက်စရာကောင်းပြီးစဉ်းစားစရာနေရှိစေပါနဲ့ဒီလိုအခြေအနေမှာမြို့တွေမှာကောင်းကောင်းတုံးလို့ရပြီမဲ့မြို့ပြင် highway ခရီးရှည်တွေအတွက်မလုံလောက်တော့တဲ့အခါဘာလို့တင့်လဲဆိုတာကိုအချက်အလက်တွေနဲ့တကွာအကြံပြုလိုပါနဲ့စဉ်းစားနိုင်တဲ့အချက်တွေနဲ့ဖြည့်ရှင်းနည်းများတက်ဘက်ထရီကျန်းမာရေးကိုစစ်ဆေးပြီးပြန်လည်ပြုပြင်ခြင်း repair or refurbish အသေးစိတ်စစ်ဆေးရင်ကားရဲ့ဘက်ထရီကျန်းမာရေးအခြေအနေ SOH ကို EV ဝန်ဆောင်မှုပေးတဲ့စင်တာမှာအရင်ဆုံးတေချာစစ်ဆေးခိုင်းပါဘက်ထရီတလုံးလုံးပျက်စီးတာလားဒါမှမဟုတ်ဘက်ထရီမော်ဒူးတစ်ခုချင်းစီ cells ထဲကတချို့ response ဆောင်ရည်ကျဆင်းထွားတာလားဆိုတာသိဖို့လိုအပ်ပါတယ် refurbished look chain တချို့ကားတွေမှာစွမ်းဆောင်ရည်ကျဆင်းနေတဲ့ module battery အခွဲတွေကိုသာယူထုတ်ပြီးအစားထိုးလဲလို့ခြင်းလုပ်လို့ရပါတယ် ဒါကဘက်ထရီအသစ်လဲတာထက်ကုန်ကျစရိတ်တိတိတသာသာတက်တာစီပြီးမိုင်းအကွာအဝေးကို အတိုင်းသာတစ်ခုအထိပြန်လဲကောင်းမွန်စေနိုင်ပါတယ်။ Note ဒီနီလန်ကတိကာရဲ့ model နဲ့ battery design ပေါ်မူတည်ပါတယ်။နှိပ်အားသွင်းမှုနဲ့မောင်းနှဲမှုပုံစံကိုပြောင်းလဲခြင်း charging and driving habits battery ကိုထိန်းသိမ်းပြီးအားသွင်းတာက battery ရဲ့တက်တန်းကိုပိုမိုရှည်ကြစေနိုင်ပါတယ်။တရားရာခိုင်နှုန်း update အားသွင်းခြင်းသို့မဟုတ်လုံးဝကုန်သွားသည့်အသည့်မောင်းနှင်းခြင်းမျိုးကိုရှောင်ပါ။ ကားမောင်းပွန်ကမြို့တွေမှာအမြန်နှုံးကိုထိမ့်ပြီးမောင်းနေမှာရုတ်တရက်အရှိန်တင်တာ အရှိန်လျှော့တာကိုရှောင်ခြင်းမှာဘက်ထရီအသုံးပြုမှုကိုပုံမူထိရောက်စေသည့်အပူလွန်ကဲမှုကိုလည်းလျှော့ချပေးပါတယ်။အားအမြန်သွင်းဆက်ကိုလျော့အောင်ခြင်းအမြန်အားသွင်းခြင်းကအပူကိုပိုထုတ်သည့်ဘက်ထရီကိုပိုပြင်းစည်းပင်နိုင်ကြောင်းမြို့ပြင်ခီးကျက်တာလိုအပ်မှတ်တာအသုံးပြုသည့်ပုံမှန်အားသွင်းဇက် level 2ကိုပိုအသုံးပြုသင့်ပါတယ်။၃အစားထိုးလဲလွယ်ခြင်း replacement လဲလွယ်ရန်စဉ်းစားခြင်း စစ်ဆေးကြည့်ပြီးနောက်ဘက်ထရီကျမ်းမာရေး SOH ကပြန်ပြင်လို့မလွယ်တော့ဘူးသို့မဟုတ်ပြန်ပြင်ရင်တော့မကြခင်ထုတ်ဖင်နိုင်လေဆိုရင်ဘက်ထရီအတီသို့မဟုတ်ဘက်ထရီအဟောင်းပင်တာပြီးမြတ်ကျမ်းမာရေးကောင်းတဲ့တလုံးကိုအစားထုတ်လဲလွယ်ဖို့စဉ်းစားရတော့မှာပါအားသာချက်မူလမိုင်အကွာဝီးကိုပြန်လည်ရရှိပြီးမြို့ပြင် highway ခရီးတွေစိတ်ပူစရာမလိုဘဲတွာလာနိုင်ပါတယ်အားနဲ့ချက်ကုန်ကြစီအတော်လေးညာပြနိုင်ပါတယ်လေကားကိုမြို့ဝင်တုံးတတ်တတ်အဖြစ်ပြောင်းလဲခြင်း acceptance လက်ကန်ပြီးစီမံခြင်း လက်ရှိအခြေအနေမိုင်30ကိုလက်ခံပြီးကားကိုမြို့ဝင်သွားလာမှုအနေဆင်အသွားအပြိုင်အတွက်သာတည်တံ့အသုံးပြုခြင်းကိုရွေးချယ်နိုင်ပါတယ်။ Highway ခီးရှိသည့်အတော်တော်အခြားကားသုံးဖို့ငါးကားကိုအသုံးပြုပြီးဖြည့်ရှင်းနိုင်ပါတယ်။ရောင်းချခြင်းသုံးဖို့အလဲလွယ်ခြင်းကားကိုဒီအခြေအနေတိုင်းဘက်ထရီလဲဆယ်မလို့ပဲလိုအပ်သူကိုရောင်းချခြင်းသုံးမဟုတ်ဘက်ထရီအသစ်ပါတဲ့ EV model အသစ်နဲ့အလဲလွယ်ကိုစဉ်းစားခြင်းတို့ကိုလည်းလှုပ်ဆောင်နိုင်ပါတယ်။အညစ်ချုပ်အကြံပြုချက်အကောင်းဆုံးအနေနဲ့ကတော့ EV ဝန်ဆောင်မှုပေးတဲ့စင်တာမှာဘက်ထရီကိုအသေးစိတ်စစ်ဆေးပါ။ မော်ဂျူးပြန်လဲတဲ့နီလာနဲ့မူလမာရဲ့ကွာဝေးရဲ့အပိုင်းတစ်ပိုင်းပြန်ရမလားကုန်ကြဆိုင်ဘလောက်ရှိမလဲမင်းမြန်ပါဒါကအကုန်ကြနဲပြီးနှမျောစရာအတင်ဆုံးဖီရှင်နီးထင်နိုင်ပါတယ်ပြန်ပြီးလို့အစီမပြေမှသာအစ်စ်လေဂျင်းတုံဟပ်မြို့ရင်တုံတတ်တတ်အထည်လက်ခံတုံးဆွဲခြင်းရောင်းချခြင်းတို့ကိုစဉ်းစားတင်ပါတယ်